ဘသူမခေါမြိုက်တော်ရာကြောင့်ရီစားလို့သူစပွန်ဆာနေပြီးရုပ်ရှင် ရိုက်နေရတဲ့နော်ဖော်ရဲ့ထောင်မင်္ဂလာပါပြည်သက်ကြီးရှင်အတန်ချွချွလေးနဲ့ချစ်စရာကောင်းတဲ့မင်းသမီးကျောင်းလေးနော်ဖော်ကတော့ခုဆိုရင်ရီစားဖြစ်သူရဲ့ချစ်တွေကိုတော်လေးပိုင်ဆိုင်ထားနေပါပြီနော်ဖော်ကတော့အကယ်ဒမီဆုတောင်းမှန်းလို့ရနေတဲ့နာမည်ရနေတဲ့မင်းသမီးတလက်ဖြစ်ပြီးပြည်သက်တွေကြောင့်တော်လေးထင်ပေါ်နေတာဖြစ်ပါတယ်တယ်လိုမင်းသမီးတလက်အနေနဲ့မထင်မှတ်ထားတဲ့အမှားကြောင့်ပြိတ္တတွေချာယုံရုပ်ရှင်လောကမှာပါနာမည်ပြက်တွေထွက်ပေါ်လာခဲ့ရတာပါ ။အဲဒါကတော့ပြည်သက်တင်အားကြပြီးသဘောချခဲ့ရတဲ့တွဲလေးဖြစ်တဲ့လွှမ်းပိုင်တို့အတွဲချောင်းဝင်ရှုပ်ပြီးစနိုက်ဆက်ကခဲ့တာကြောင့်ပြည်သက်တင်ကြောင့်အတော်လေးဝေဖန်ခံခဲ့ရပါတယ်။တလောင်းနဲ့မပြီးတော့တာကတော့သူ့ရဲ့အချင်းကိုဖုံးခဲ့ပြီးတခြားသူကိုလွှဲခြားတတ်တဲ့စိတ်ကအတော်လေးကိုညံ့တာကြောင့်အရင်ကပြိတ္တတွေကတော့နော်ဖောကိုအရင်လိုမဆက်ဆံတော့ပါဘူး။တချို့မင်းသားတွေကိုလည်းနော်ဖောနဲ့ဝေဝေးနေဖို့တားတဲ့အထီတော့အတော်လေးဝေဖန်ခံခဲ့ရပါတယ်။ ီကိစ္စတွေကိုနော်ဘောဘက်ကအမားကိုဝန်ခံခဲ့ပြီးမယ်ပြိဋ္ဌာန်တွေကတော့သူများချစ်သူကြောင့်ဝန်ရှုပ်တယ်ဆိုတဲ့အသည့်ကိုမဖျောက်ပေးခဲ့ကြပါဘူးနော်ဘောကတော့ဒီကိစ္စတွေကြောင့်အရင်လိုရုပ်ရှင်ရိုက်ကူးရေးတွေကိုမလုပ်ရတော့ပါဘူးဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက်နောက်ထပ်နည်းလမ်းတစ်ခုကတော့ခရိုနီတည်ထင်းနာကိုရောက်သွားပြီးချစ်သူတွေဖြစ်နေကြောင်းနဲ့သူရန်နေချစ်ခံနေရကြောင်းကိုဆိုရှယ်မှာတင်ပြီးစနိုက်တည်င်းတွေကိုဖျောက်ခဲ့တာပါဒီလိုတည်င်းတွေကိုဖုံးလိုက်ပြီးမယ်ရက်ဆက်ကအထောင်လေးကိုကောင်းမနေခဲ့ပါဘူး နော်ဘောကိုပရိုဂျူဆာတွေအနေနဲ့ရုပ်ရှင်ရိုက်ဖို့တော်လေးခက်ခဲသွားတယ်လို့ဈေးကွက်မှာပါရိုင်းသွားတာဖြစ်ပါတယ်။ဒီလိုဈေးကွက်ရိုင်းသွားပြီးမှနော်ဘောဘက်ကတော့ဘာမှစိတ်ပူစရာအခြေအနေတွေမရှိခဲ့ပါဘူး။သူအတွက်ဒီလိုအခြေအနေကိုဖြေရှင်းပေးဖို့လူတိုင်းရချစ်သူကောင်းလေးကိုအစင်သင်ရှာထားပြီးသူစနိုက်ထားတဲ့လွှမ်းပိုင်ကိုပြင်လိုက်တာဖြစ်ပါလေ။ဒါကြောင့်ဒီလိုအခြေအနေမှာနော်ဖို့တောင်ဘလို့မခံစားရပဲချစ်သူကောင်းလေးရဲ့အကူအညီနဲ့နောက်ထပ်ရုပ်ရှင်ရိုက်ကူးဖို့ကတော်ပွဲပေးနေပါပြီ။ နော်ဖောကတော့ယုံလေးနဲ့မလိုက်အောင်ကိုအတော်လေးစိတ်တမ်းမကောင်းတာကြောင့်ပြိတက်တဲ့အနေနဲ့သူကောင်းရီဆိုမကြည့်တော့ဘူးဆိုရင်အထိဖြစ်သွားခဲ့တာပါ။လက်ရှိချက်သူကလည်းသူ့ကိုရှင်နေကစပွန်ဆာယူထားနေပေကြီးဆိုပြီးတင်းနေထွက်နေပါတယ်။နော်ဖောင်းရဲ့တင်းနေကတော့အတော်လေးပြန်နေပြီးစပွန်ဆာရှာတဲ့တင်းနေကလည်းရုပ်ရှင်လောကမှာတော်လေးပြန်နေတာဖြစ်ပါတယ်။နော်ဖောင်းကတော့သူ့ကိုချစ်တဲ့ပရိသတ်ကျုံနဲ့သူ့ရဲ့အတီးပုံစံကိုအတော်လေးထိန်းထားနိုင်ပြီးရှေ့ဆက်ဖို့အားရရှိနေတာဖြစ်ပါတယ်။ နော်ဘောပါတက်တဲ့ယောက်ျားလူကြီးပေါတော့မှာကိုကြောက်နေတဲ့ပြိတ္တတွေကတသန်းနော်ဘောကိုချစ်တဲ့ပြိတ္တတွေကတသန်းနဲ့နှချမ်းကွဲနေကြတာပါဒါပေမဲ့ဘလောက်ပဲသူ့ရဲ့စိတ်ဓာတ်အချင်းကမကောင်းပေမယ့်ချစ်တဲ့ပြိတ္တတွေနဲ့သူ့ရဲ့တယုံဆောင်ပြည်ပြင်းမှုတွေကတော့ဘလို့မှညင်းလို့မရတာသိကြပါလေလူတိုင်းမားနဲ့မကင်းတဲ့ခေကြီးမားတော့နော်ဘောကိုခွင့်လွှတ်နိုင်မှုမျှော်လင့်နေကြသလိုအရင်လိုလွတ်လပ်နေပြီးပျော်နေတာမြင်ကျင်တဲ့ပြိတ္တတွေကြောင့်အကောင်းဆုံးရှေ့ဆက်ပေးမယ့်သူ့ရဲ့စိတ်တွေကတော့ပြန်ပြီးရှင်လို့နှုတ်ပြမနေတော့ပါဘူး သူလုတ်ခဲ့တဲ့မှာကြောင့်အတော်လေးနောင်နာရနေတယ်လို့ပြည်သက်တီကိုလည်းတောင်းပန်ခဲ့ပါတယ်။ပြည်သက်တီရဲ့ချစ်တီကုံရှင်းလို့ပြန်ရပြီးအကယ်ဒမီစုကြီးတွေကိုပါပိုင်ဆိုင်နိုင်မှု သူရဲ့ပြည်သက်တီကမျှော်လင့်နေကြပါတယ်။ပြည်သက်တူကရောနော်ဘောကိုဘယ်လိုပုံလေးနဲ့မြင်ချင်လဲဆိုတော့ကိုပြောပြပေးသွားပါအောင်ရှင်။